channel ကနေပြန်လဲကြိုဆိုပါရစေ။ဒီတစ်ခေါက် video မှာတော့ enemy တမိုင်းတစ်လျှောက်အကောင်းဆုံး enemy တစ်ခုလို့သတ်မှတ်ခံထားရတဲ့ attack on titan ကိုဘဒူဖန်တီးခဲ့လဲ။ဘလို့ကြောင့်ဒီလောက်ထိအောင်မြင်ခဲ့လဲဆိုတာတွေကိုပြောပြမှာပါ။ attack on titan enemy ကိုအခုထွက်ထားတဲ့အထိကြည့်ကျင်သူတွေအနေနဲ့ free ကြည့်လို့ရအောင် telegram မှာတင်ပေးထားပါတယ်။ဒါမှမဟုတ်အခုဖြားထားတဲ့အတိုင်း telegram မှာရိုက်ရှာလို့ရပါတယ်။ enemy နဲ့အခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေသိချင်တဲ့ဆိုရင်လည်း ကျွန်တော် TikTok အကောင့်ကို follow လုပ်လို့ရပါတယ်။ထုံးစံတိုင်းကျွန်တော်ကို support တဲ့အနေနဲ့ video ကိုကြည့်တဲ့အခါ US region နဲ့ VPN လေးခံပြီးကြည့်ပေးဖို့တောင်းဆိုပါရစေ။ Attack on Titan ဟာခြေဘူးယူတိုင်းရဲ့စိတ်ထဲရင်ထဲမှာအတွေ့ပေါင်းများစွာကြံစည်ခဲ့တဲ့ enemy ဖြစ်ပြီးတော့ဒီ enemy မဖြစ်ပေါ်လာခင်မှာဘလောက်ခက်ခဲရုန်းကန်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြပေးသွားပါမယ်။ဆိုတော့ကျွန်တော်တို့ video လေးကိုအခုပဲစလိုက်ကြရအောင်။ တက်ကွန်တိုက်တန်ကိုရေးဆွဲတဲ့ဟာဂျီမဲအီဆာယာမာကိုတော့1986အိုယာမာမြို့မှာမွေးဖွားခဲ့ပြီးအခုဆိုရင်တော့အသက်40လောက်ရှိပါပြီ။အီဆာယာမာဟာအရှိကနောင်တော်ကြီးတွေအတိုင်းဘဝကိုတိုးတိုးသိသိနဲ့နေပြီးတော့ကိုယ်ရေးကိုယ်တာကိစ္စတွေကို publicly ခြားပြလိမ့်မရှိတဲ့ manga artist တွေရဲ့ကတယောက်ပါ။ရှာရှာပါပါတူတင်ဘူးတဲ့အကြောင်းအရာဆိုလို့သူလက်ထပ်သွားတဲ့တဲ့င်းပဲရှိပါတယ်။ဒါဟာလည်းအတိပေးအောင်တက်တက်ဖြစ်ပြီးတော့သူဘယ်သူနဲ့လက်ထပ်တယ်ဘယ်မှာလက်ထပ်တယ်ဆိုတာတွေကိုတော့တခုမှမသိရပါဘူး။ အတက်ကိုတိုက်တန်ဖြစ်လာစေတဲ့အစအခုလိုအချိန်မှာအောင်မြင်နေတဲ့သူတော်များများဟာငယ်စဉ်တောင်ကြီးခလေးဘွားကလေးကစိတ်အားထက်သန်မှုဗီဇစရာတွေကြောင့်လို့ဆိုလို့ရပါတယ်။အီဆာယာမှာလည်းအဲ့လိုလူတွေကတယောက်ပါပဲ။ဘလောက်တောင်လဲဆိုရင်မူဂျိုအွေခလေးဘွားကလေးကစခဲ့တယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒီအွေကလေးကလူသားတွေနဲ့တိုက်တန်နေချတာကိုဆွဲခဲ့တယ်။ရည်ရွယ်ချက်ရှိရှိနဲ့ဆွဲခဲ့တာမျိုးမဟုတ်ပေမဲ့သူကိုယ်တိုင်တော့မသိလိုက်ပါပဲ။အဲ့ဒီအထုံကသူ့စီမှာဆွဲကပ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲသူကအသက်စကုံးနဲ့ဝင်းချင်းအရောက်မှာတော့ငငယ်ကလေးကစိတ်ကူးရင်ခဲ့တဲ့ Humanity vs Titan One Shot Manga လေးကိုရေးဆွဲခဲ့ပါတယ်။ဇလန်ကတော့တစ်တော့ပြုံးသိမှုတဘာဝကြီးကိုဖျက်ဆီးကြတဲ့လူရီယန်ကိုကာကွယ်ဖို့အတွက်ကဘာကြီးက Titan တွေမွေးထုတ်ပေးလိုက်ပြီးတော့လူသားတွေကိုတတ်ဖြတ်တဲ့ဇလန်အမျိုးအစားပါ။ဒီ One Shot Manga ထဲမှာကဘာကြီးရဲ့လူသား80ရာခိုင်နှုန်းလောက်ထိကို Titan တွေကအပြတ်ရှင်ခဲ့ပါတယ်။ဒီ One Shot Manga နဲ့ပဲ Isayama ဟာ Magazine Grand Prix မှာ ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ fine war ဆိုတဲ့စုကိုရရှိခဲ့ပါတယ်။ဒါဟာအတက်အွန်တိုက်တန်ဖြစ်လာစေမဲ့ဇလန်းရဲ့အစလို့ပြောရမှာဖြစ်ပြီးအတက်ကွန်တိုက်တန် fan တွေကတော့အတက်အွန်တိုက်တန် volume 0လို့တင်စားခေါ်ဝေခဲ့ကြပါတယ်။အဲဒီနောက်မှာသူ့ရဲ့ manga ကဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ Tokyo ကိုတက်လာခဲ့ပြီးစားဝတ်နေရေးအတွက် internet cafe မှာဝင်လုပ်ပါတယ်။တစ်ဖက်မှာလည်းအတက်ကွန်တိုက်တန် manga ကိုအပတ်တကုတ်ကြိုးစားရေးဆွဲနေခဲ့ပါသေးတယ်။အတော်များများသိကြမဲ့ Isaiah မှာအချင်းတစ်ခုရှိပါတယ်။ ဲ့ဒါကတော့ဣဆာယမဟာသူနေထိုင်တဲ့ပဝန်းကျင်ကိုအမြဲအကဲခတ်တက်ပြီးဘေးနားမှာရှိသမျှအရာအလုံးကိုသူ့မှန်ကအတွက်အစဉ်ပြေမယ်ဆိုရင်ကုန်ချမ်းအနေနဲ့သတ်မှတ်ပြီးတော့ထည့်သွင်းရေးဆွဲပါတယ်။စိုင်ထဲကိုဝင်လာတဲ့ customer တွေအမှုသမားတွေစိုင်ထဲကလူတွေရဲ့စိတ်ခံစားချက်တွေကိုအခြေခံပြီးတိုက်တန်ရဲ့အမှုခြင်းတွေကိုရေးဆွဲပါတယ်။နောက်တော့သူ့မှန်ကအချမ်းထဲကိုထုတ်ဝေနိုင်ဖို့အတွက်ရှုံဏ်ချမ်းကိုတွားပြခဲ့ပါတယ်။ငကိုတွေကဝမ်းရှော့မှန်ကကြောင့်စုလဲရနမယ်လေးလဲရတည်အောင်ရှိရမှု့ production ဘိုင်းကလည်းအဲ့ဒီအချက်တွေကြောင့်သူ့မန်ကအချမ်းကိုထဲတွင်းစဉ်းစားဖို့ဖြစ်လာစေပါတယ်။စဉ်းစားပြီးခဲ့တယ်ဆိုပေမဲ့လည်းအဲ့ဒီခေတ်အဲ့ဒီအခါတုန်းက anime ရဲ့ဆရာကြီးတွေဖြစ်တဲ့ Bleach, One Piece, Naruto တင်းတို့လိုမျိုး AOT ကဟုတ်မနေပဲတက်တဲ့ဘက်ကိုရောက်နေခဲ့ပါတယ်။ရှုံနန်ဂျန်တွေရဲ့သဘောတဘာဝဟာလူငယ်တွေကိုတားခတ်ထားတာဖြစ်ပြီးတော့အီဆာယာမှာသွားနေတဲ့ direction နဲ့သူတို့လိုချင်တဲ့ direction ဟာမတူပဲ AOT ရဲ့ theme ဟာသူတို့မန်ဒါတာထက်ပိုပြီးတော့ major ဖြစ်တဲ့ဘက်ကိုရောက်နေခဲ့ပါတယ် ဒါကြောင့်ပဲရှုံနံကျမ်းဘက်ကအိဆာယာမကိုကမ်းလှမ်းမှုတချို့လုပ်ခဲ့ပါတယ်။ဒါရီကတော့ဇလန်းကိုနည်းနည်းပေါ့ပေါ့ပါပါဖြစ်အောင်လုပ်ပေးရမယ်။ဇလန်းတဲ့အသေးပြောက်များတာတွေကိုရှော့ပေးရမယ်။အရန်ရှောက်ထွေးလုံတဲ့ဇက်အိမ်ကိုလည်းနားလေလွေလောက်တဲ့အထိရှော့ပေးရမယ်။စားတဲ့အချက်တွေကိုပြင်ပေးနိုင်ရင်ရှုံနံကျမ်းဘက်ကပြန်စင်စားပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ခေါင်းမာပြီးသူ့အရေးသားပေါ်သစ္စာရှိတဲ့အိဆာယာမကတော့အဲ့ဒီလိုမလုပ်ချင်ခဲ့ပါဘူး။ သူဖန်တီးတဲ့အရာကိုလူကြိုက်မများရင်လည်းကိစ္စမရှိဘူးလူငယ်တွေအထူးသဖြင့်ကလေးတွေမကြိုက်လည်းရတယ်သူဖန်တီးထားတဲ့အတိုင်းပဲခြားပြချင်ခဲ့ပါတယ်ကျောင်းလုံးပြောအောင်မယ်ဆိုရင်တော့အတက်ကွန်တိုက်တန်တွေကတိုက်တန်လိုမျိုးကျမ်းပေါ်ရံဖို့အတွက် PUBG Mobile မှာ AOD event ရှိနေပါတယ်။ကျွန်တော်လည်း AOD Hacker Fan ဖြစ်တော်မူဒါမျိုးကလက်လွတ်ခံလို့ဘယ်ဖြစ်မလဲဆိုပြီးတော့ဘာတွေလုပ်လို့ရလဲဘယ်လိုတွေတောင်းကျမ်းလို့ရမလဲဆိုတာသင်ကြည့်ထားပါတယ်။ update လုပ်ပြီး game ထဲဝင် ODM gear သုံးပြီးတဏျာကနေတဏျာခုန်ကူးပြီးတော့ကိုယ့်ကိုယ်ကို live လို့လို့ဘာလို့လို့လုပ်လိုက်ပါသေးတယ်။ ဒီ OEM gear ကို gas မကုန်မခြင်းခုံလို့ရတယ် gas ကုန်သွားရင်တော့ပြန်ဆောက်ရတယ်တကယ်လို့မဆောက်ခြင်းဘူးဆိုရင်တော့ gas cylinder တုံးပြီးတော့ refill လုပ်ရပါတယ်ဒီ event bay ကက်ရမှာလဲဘူတာယုံရှိတယ်အဲ့ထဲကိုသွားပြီးရထားစီးပြီးလူတွေပါတယ်လဲကောက်လို့ရပါတယ်နောက်ပြီး titan siren တွေတုံးပြီးတော့ titan နေနဲ့ပြေးတာခုံတာတွေလုပ်လို့ရတယ်ကိုယ့်ရဲ့ enemy ကို titan ပြောင်းနေချိန်မှာ attack လုပ်လို့ရတယ် titan တွေမှာ helper ပါပါတယ်အဲ့ဒါကုန်သွားရင်တော့ငကုံမူလပုံစံပြဖြစ်သွားမှာပါနောက်တစ်ခေါက်ပြန်ဆောက်ပြီးမှထပ်ပြောင်းလို့ရပါပါ AOD collab item တွေကို shop မှာလည်းဝယ်လို့ရတာမို့ကိုက collector လည်းဖြစ် AOD fan လည်းဖြစ်တယ်ဆိုရင်တော့လုံးဝဝယ်စုထားတဲ့ item တွေပါတန်တန်လည်းပြအကောင့်ကြီးတွေလည်းပြောင်းတာမျိုးကိုစောကျင်ရင်တော့အခုတွက်ထားတဲ့ event ကညီကိုတို့တွက်ပဲဆိုတော့တော့ကျွန်တော်ရေးရေးအာမခံရတယ်ကျွန်တော်တော့ update ထွက်ထွက်ချင်းကြမ်းလိုက်တာ check up တင်တာတော့ရလိုက်သေးတယ် shop ရတာတယောက်တည်းဖြစ်နေတော့အတူတူ shop မယ်ဆို ID လေးရမှတ်ခဲ့ပေးဦးနော်ညီနိုင်မှုမှာအဆင်မပြေတဲ့အတွက် weekly ရှုံလန်ချက်ဟာ AOD manga ကိုညင်လိုက်ပါတယ်ငင်းလို့လိုက်ရတဲ့အကြောင်းရင်းတွေကနောက်တစ်ခုဟာအီဆာယာမာရဲ့ drawing scale ကြောင့်လည်းပါပါတယ် AOD မှန်ကဖတ်ဘူးသူတွေဆိုရင် သိကြမယ်ထင်ပါတယ်။ AOD အစောပိုင်းရေးဆွဲ ပုံတွေကတိတ်မလာပါဘူး။အညွတ်တလူလူနဲ့လူငယ်လေးဣဆာယာမဟာအခုလိုအငင်းခံလိုက်ရတဲ့အတွက်အကြီးအကျယ်စိတ်ထိခိုက်သွားပါတယ်။ဒါနဲ့ပဲသူဟာ Weekly Show နဲ့ Magazine စီကိုထပ်ဆက်တွေ့ကြည့်ပြီးတော့သူ့မှန်ကကိုထပ်ပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ Weekly Show နဲ့ Magazine ဟာသူ့အရှိအတိုင်းရေးဆွဲဟန်ကိုလက်ခံပြီးခဲ့ပြီးကျွန်တော်တို့အကုန်လုံးသိကြမယ်၊ကြိုက်ကြမယ်အတက်ကွန်တိုက်တန်ဇာလန်ကြီးဖြစ်လာစေခဲ့ပါတယ်။ တကယ်လို့ဒါအတက်ုံတိုက်တန်ဇလန်းကို weekly ရှုံနံချမ်းကတောင်းဆိုတဲ့အတိုင်းပြောင်းလဲပြီးခဲ့မယ်ဆိုတာမန်ကာရှန်က enemy တွေအတိုင်းဖြစ်သွားနိုင်ပြီးတော့အခုလောက်ထိစိတ်ထဲတတတာဆွဲကြံရမှာမဟုတ်ပါဘူးဒီလိုနဲ့ isaya မှာရေးဆွဲလိုက်တာ၁၇နှစ်အကြာမှာ manga ကိုဇသိမ်းလာနိုင်ခဲ့ပြီး isaya မှာရဲ့ drawing scale ဟာလည်းတိုးတက်လာခဲ့ပါတယ်အတက်ကွန်တိုက်တန်ပြီးသွားရင်ဘာဆက်လုံမလဲဆိုတဲ့အင်တာဗျူးမှာအီဇာယာမဟာရေပူစမ်းဖွင့်မယ်လို့ပြောသွားခဲ့ပါတယ်။တကယ်လဲရေပူစမ်းဖွင့်ခဲ့ပါတယ်။ အတက်ကွန်တိုင်တန်ပြီးသွားပြီးတဲ့နောက်အီဇာယာမဟာမန်ဂါကာအနေနဲ့ဆက်မလုပ်ပဲအနားယူနေခဲ့တာအခုထိပါပဲအင်တာဗျူးတစ်ခုမှာတော့သူအထက်တန်းကျောင်းဘဝကလေးကလှုပ်ရှင်ခဲ့တဲ့ project တစ်ခုရှိကြောင်းပြောခဲ့ပါတယ်အဲ့ဒီ project ဟာမန်ဂါဖြစ်လိမ့်မယ်ဆိုတာမျိုးတော့ထည့် ပြောမသွားခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးအီဇာယာမရဲ့အသက်တစ်တွေကိုမျှော်လင့်နေမိတယ်ဆိုတာကိုတော့ဝန်ခံရမှာပါဒီလောက်ဆိုရင်အီဇာယာမနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတိလောက်ပြီးလို့ထင်ပါတယ် နောက်ထပ်အီဆာယာမာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်လေးတွေ trivia လေးတွေကိုပြောပြပေးပါစေ။အီဆာယာမာဟာဒလိုင်းပေါ်မူတည်ပြီးတရက်မှာ၃နိုင်လောက်ပဲအိတ်ခဲရတဲ့ရက်တွေအများကြီးရှိခဲ့ပါတယ်။မန်ဂါရေးဆွဲတာမှာအကောင်းဆုံးအပိုင်းကဘာလဲဆိုပတ်စံလို့သူပြင်ပြခဲ့ပါတယ်။ဘာကြောင့်ဆိုသူငမွဲဖြစ်နေတုန်းကသူ့ကိုဘယ်သူကမှမယုံကြည်ခဲ့ကြလို့ပါ။အဲ့ဒီအထက်မှာသူ့မိဘသူ့ဆွေမျိုးတငယ်ချင်းတွေတော့ပါပါတယ်လို့ပြောခဲ့ပါတယ်။ ။အီဇာယာမဟာ WWE ဖန်လို့ယူဆရပြီး Reigner ရဲ့ Armor Titan ကို WWE ရဲ့ Base လို့သတ်မှတ်ခံထားရတဲ့ Brock Lesnar ရဲ့ Stretcher ကိုကြည့်ပြီး Reference ယူခဲ့ပါတယ်။အီဇာယာမရဲ့ Attack on Titan အန်ဒင်းကြောင့် Fan တွေတဲကနေအသက်အန္တရာယ်ချင်းကြောက်စာတွေအထိပါလက်ခံရရှိခဲ့မှုပါတယ်။ Reigner ဟာသူအကြိုက်ဆုံး character ဖြစ်ပါတယ်။ Reigner character ဟာ Depression, Guilty လို့ခေါ်တဲ့အပြစ်ရှိစိတ်နဲ့ identity crisis လို့ခေါ်တဲ့ကိုယ်ပါဖြစ်ခြင်းလို့ဖြစ်နေမှမသိတဲ့အခက်အခဲတွေနဲ့ပြည်နေတဲ့ character ပါ ရိန်နာဟာသူ့တကယ့်လက်တွေ့ဘဝကပုံစံအတိုင်းဖန်တီးထားတယ်လို့လည်းပြောမှုပါတယ်။အတောက်ုံတိုက်တန်အတွက်အီဆာယာမဟာ philosophy နဲ့စစ်သမိုင်းအကြောင်းတွေကိုပါလေ့လာခဲ့မှုပါတယ်။သူအဓိကဖတ်ခဲ့တာတွေကတော့ဒုတိယကမ္ဘာစစ်အကြောင်းနဲ့နာဇီတွေအကြောင်းပါ။အီဆာယာမဟာအတောက်ုံတိုက်တန်ဒီလောက်အထိနာမည်ကြီးသွားလိမ့်မယ်လို့မထင်ခဲ့ပါဘူး။ဒီလိုနာမည်ကြီးလာတဲ့အလျောက်သူ့အတွက် PR တွေအင်မတန်များခဲ့ပြီးအိတ်ချိန်စားချိန်နဲ့ကိုပိုင်ချိန်တွေလည်းနှဲပါစေခဲ့ပါတယ်။အီဆာယာမဟာကိုရန်ရှာမဂဇင်း Grand Prix ကို အနိုင်ရဘူးတဲ့အသက်ငယ်ဆုံး artist တယောက်လည်းဖြစ်ပါတယ်။ Isayama ဟာ horror fan ဖြစ်ပြီးတော့သူ့အကြိုက်ဆုံးတွေကတော့ Stephen King ရိုက်ကူးထားတဲ့ The Mist, John Carpenter ရဲ့ The Thing နဲ့ M Night Shyamalan ရဲ့ Village တို့ပဲဖြစ်ပါတယ်။ Isayama ဟာ AOD အဆုံးတက်ကိုဒီထက်ပိုပြီးတအောင်လုပ်ဖို့အကြံရှိခဲ့ပြီးဇာတ်လမ်းအဆုံးမှာအကုန်လုံးတေမာအေးမယ်ဆိုတဲ့အတိုင်းအကုန်တက်ဖို့အစီအစဉ်ရှိခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ထပ်အသက်အွန်တိုက်တာနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေလည်းတင်ဖို့ရှိပါသေးတယ်။ နားမလည်တာနဲ့မရှင်းတာဆိုရင်ကွန်မန့်မှာမေးခဲ့နိုင်ပြီးတော့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးစေချင်ပါတယ်။အားပေးကြည့်ရှုတူတိုင်းကိုကျေးဇူးထူတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါသေးတယ်။